်မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမ်ပရန်လန်ဘော်ရှိနယ်ရေကန်ဗျူဟာစခန်းအနီးစစ်ကြောင်းထိုးလာသည့်စစ်ကြောင်းနှင့်အေအေတို့တိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရခိုင်ပြည်အန်နီမကွေတိုင်းမြဖဲအပိုင်းဗဒန်းလန်းပေါ်တွင်ရှိသည့်နယ်ရေကံပြူဟာစခန်းအနီးတွင်စစ်ကြောင်းထိုးတက်လာသည့်စစ်ကောင်စီစစ်ကြောင်းနှင့်အရက်ကတက်တော်အေအေတို့တိုက်ပွဲပြင်းထန်နေကြောင်းသတင်းရရှိပါသည် အမ်ဘရန်လန်ပေါ်ရှိနယ်ရေကန်တောင်ထိပ်ဖြူဟာစခန်းဤအောက်ခြေတွင်အင်းအားဖြည့်ထားသည့်စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းသည်ယနေ့မေလ24ရက်နံနက်ပိုင်းကအမ်မြို့နယ်အပိုင်ရှိအေအေသိန်းထားသည့်ခုံစည်းတာဝါတိုင်းစခန်းဘက်သို့စစ်ကြောင်းထိုးတက်လာသဖြင့်နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်နေသည်ဟုအန်ဒေတာကန်မြေပြင်စစ်ရေးတရင်ရင်းမြစ်အမျိုးသားတအူကသတင်းဌာနသို့ပြောပါရယ်နယ်ရေကန်တောင်အောက်က စစ်ကြောင်းနှစ်ကြောင်းအမ်ဘတ်ကိုတက်လာလို့အပြန်လန်တိုက်ပွဲဖြစ်နေတဲ့လက်ရှိအချိန်အထိပြင်းထန်စေ။အရင်ကသူတို့စစ်ကြောင်းထုလို့တိုက်ပွဲဖြစ်ခဲ့တာရှိပေမဲ့ရက်ထားတာကတစ်ပတ်လောက်ရှိပြီ။အခုလည်းသူတို့စစ်ကြောင်းတက်လာလို့တိုက်ပွဲဖြစ်တာဟုပြောပါရယ်။တိုက်ပွဲဖြစ်နေတဲ့နေရာအနီးအနားဝန်းကျင်ကိုစစ်ကောင်စီဤဗဒန်းမျိုးရှိစုံကုန်းအမြောက်ကြီးတပ်မှအတွဲလိုက်တုံးကြီးလက်နက်ကြီးအပါဝင်နှဲ့ရီကန်တောင်ထိပ်လက်နက်အထိုင်ချထားသည့်ဖြူဟာကုန်းပေါ်မှဒရုန်းနှင့်လက်နက်ကြီးကြီးများဖြင့်ပြစ်ခတ်နေသည်ဟုဗဒန်းဒေသခံအမျိုးသားတအူးကသတင်းဌာနသို့ပြောပါရယ်။ ဗရန်စုံကုန်းအမြောက်တက်ကလည်းအချက်30လောက်ရှိပြီးစစ်ကြောင်းနောက်ကလက်နက်တပ်ဖွဲ့ကလည်း RPG 120မမတွေနဲ့ပစ်တယ်။နယ်ရေကန်ဖြူဟာမှာရှိတဲ့ကာကင်းစခန်းတွေကလည်း drone နဲ့လက်နက်ကြီးတွေနဲ့ပစ်နေကြတယ်။တိုက်ပွဲကပြင်းနေဟုပြောပါတယ်။နေရီကံပြူဟာစက်ခန်းကို AA ဦးဆောင်တီတော်လင်ရေးတက်ဖွဲ့ဝင်များကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှစတင်ကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။သို့သောယခုအပြည့်ရက်ကာလအတွင်း AA တို့ဘက်မှစစ်ရေးလှုံ့ဆော်မှုရှိတော်လဲစစ်ကောင်စီဘက်ကစစ်တောင်းထိုးခြင်းများ စစ်အင်အားဖြည့်တင်းခြင်းများနဲ့စစ်လက်နက်များဖြင့်ရန်တမ်းပစ်ခတ်မှုများရှိနေသည်ဟုသိရပါသည်။ယခုမေလအတွင်းနိုင်ရီကန်ပြူဟာစကန်တောင်ထိန်နှင့်တောင်အောင်ခုတ်ကြီးစကန်တို့တွင်အင်အားဖြည့်တင်းထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့်အေအေသိမ်းပိုက်ထားသည့်ခုတ်စီကံမြင့်ကံဘက်ကိုစစ်ကြောင်းထုတ်မှုပြုလုပ်ပြီးထိုးစစ်များပြန်လည်ပြုလုပ်နေသည့်ဖြင့်အန်ယိုတလျှောက်တွင်မကြာခဏလက်နက်အပြန်အလှန်ပစ်ခတ်မှုများရှိကြောင်းသိရပါသည်။ ရှင်းအပြင်ငဖဲမြို့အပိုင်းဗဒန်ရှိကောက်ခွေရေးပစ္စည်းဆက်ရုံကပါစာနှင့်ဆုံကုန်းအမြောက်တပ်များမှတက်စဉ်အန်ယိုဘော်ကိုစစ်အင်အားထောင်နှင်ချီဖြည့်တင်းကလက်နက်ခဲယံတင့်ကားများလည်းဖြည့်တင်းထားကြောင်းသိရပါတယ်။ရခိုင်ရိုးမှနေဆက်တလျှောက်တိုက်ပွဲများဆက်လက်ရှိနေဆဲဖြစ်သည်ဟုမေ22ရက်တွင် AA ကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးမင်းလာတွင်စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်မှု စစ်သား၁၀ဦးသေဆုံးဒေါ်ရဲတွင် ဖြစ်သလိုစွန့်ပစ်ခဲ့သောစစ်သားအလောင်းလေးလောင်းကို PDF ကတင်စီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပဲခူးတိုင်းမင်းလာမြို့နယ်အပိုင်းပဲခူးရိုးမအတွင်တက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်ရာစစ်သား၁၀ဦးသေဆုံးပြီးတော်ထဲတွင်ဖြစ်သလိုစွန့်ပစ်ခဲ့သောအလောင်းလေးလောင်းကိုသိမ်းဆီးရရှိခဲ့ကြောင်းတာယာဝတီခရိုင် PDF မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ် မေလ22ရက်နေ့ည7:30မိနစ်ခန့်တွင်မင်းလာမြို့နယ်အပိုင်းဘကိုးရိုးမှတဲရှိခါကျင်တောင်ပေါ်သို့စိန်ကန်လန်မြို့ချောင်းရိုးမှဖြတ်ကျော်လန်အတိုင်းခြေလျင်တက်လာသောအင်အားတရာကျော်ပါအကျန်းဖက်စစ်တပ်စစ်ကြောင်းကိုဟာယူလန်စုံနှင့်ပြင်ကရိုခင်းရွာအကြားရှိတရုတ်ပေါက်ကြောက်ကုန်းအနီး၌တာယောက်ရီခရိုင်တပ်ရင်း3800နှင့်တပ်ခွဲကယူဟာစစ်ကြောင်းမှဒေါ်လာရေးတပ်ဖွဲ့များကစောက်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထိုတိုက်ခိုက်မှုအတွင်လက်နက်ကြီးလက်နက်ငယ်များဖြင့်တနအီခန့်အပြန်အလှန်ပစ်ခတ်တိုက် ခိုက်ခဲ့ပြီးအကြံဖက်စစ်ကောင်စီတပ်သား၁၀ဦးထံမှနေတည်ဆုံးကအများအပြားဒဏ်ရာရရှိခဲ့ပြီးဗန်ပွေးကုန်းရွာဘက်ကိုတပ်ပြက်၍ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။မေလ23ရက်နေ့နနက်9:30မိနစ်ခန့်တွင်တိုက်ပွဲအတွင်သေဆုံးသွားသောစစ်သားအလောင်းများကိုလာကောက်သည့်စစ်တပ်စစ်ကြောင်းနှင့်တော်လန်ရေးရဲဘော်များထိတွေ့တိုက်ပွဲ15မိနစ်ခန့်ထပ်မံဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှလက်နက်ကြီးများဖြင့်စစ်တိုက်ပစ်ခတ်ခဲ့သောကြောင့်တော်လန်ရေးရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပါသည်။ ်မေလ24ရက်နေ့နနက်၈နာရီခန့်တွင်တော်လန်ရေးရဲပေါ်များကတိုက်ပွဲဖြစ်ပွားရာနေရာအနီးနင်းမြေရှင်းလင်းရေးပြုလုပ်စဉ်စစ်တုံးပစ္စည်းများတင်းစီရရှိခဲ့ပြီးကျောက်ကဘာအတွင်ပြစ်ချထားသောစစ်သားမှတ်သားအလောင်းတစ်လောင်းဖြစ်တယ်လို့မြေမြုပ်ထားသည့်စစ်သားမှတ်သားအလောင်း၃လောင်းနှင့်သွေးအိုင်ကွက်များကိုတွေ့ရှိခဲ့ပြီးစစ်သားမှတ်သားအလောင်းများကိုကောင်းမွန်စွာမြေမြုပ်တကြုံပေးခဲ့ကြောင်းသိရှိရပါတယ်။အခုတိုက်ခိုက်ခဲ့တဲ့စစ်ကြောင်းကမုတ်ခါဆဲမှာမွေကပ်ရည်နစ်ခဲ့တဲ့ကောင်တွေပဲ။အဲကောင်တွေကိုညပိုင်းမှာစောင့်ကြိုတိုက်ခိုက်ခဲ့တာ။ ဖိုးလေးဆိုပြီးစကားပြောပြီးတက်လာတဲ့ကောင်ကိုအရင်ဆုံး40မမနဲ့ပြစ်ချလိုက်ပြီးထိတွေ့တိုက်ပွဲတွေစဖြစ်တာပေါ့တိုက်ပွဲမှာစစ်ခွေးဆယ်ကောင်တည်တဲ့နေမြရှင်လင်းရေးလောက်တော့ပုတ်စော်ထွက်နေတဲ့နေရာတွေကိုတွေ့လို့တူးကြည့်တာချင်းတချင်းနဲ့စုပြီးမြုပ်ထားတဲ့ခွေးမသားအလောင်း၃လောင်းနဲ့ခြောက်ထဲပြစ်ချခဲ့တဲ့အလောင်း၁လောင်းကိုတင်စီရရှိခဲ့တယ်ဟုတာယာဝတီခရိုင်ပီဒီအက်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ် ဆက်လက်ပြီးအမြန်လန်တောင်ငူလန်းပိုင်းအနီးနှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်မန္တလေးအမြန်လန်တောင်ငူမြို့နယ်လမ်းပိုင်းအနီးတွင်စစ်ကောင်စီတပ်နှင့်တော်လရေးပူးပေါင်းတပ်များနှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီးနေအိမ်400ကျော်ရှိသည့်စပားကျွေကြီးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းမှတိုက်ခိုက်မိရှို့ဖျက်ဆီးနေကြောင်းသတင်းရရှိပါတယ်။ အမြန်လန်း184မိုင်နှင့်စပားကြွယ်ကြီးဝအနီးတွင်မီလ23ရက်နနက်ကစ၍တိုက်ပွဲဖြစ်ပွားခဲ့ပြီးအဆိုပါနေရာဝန်းကျင်ရှိကြက်ရိုးပင်ရွာတော်ပူရွာဇီးပင်သာငုံမင်းကျေးရွာတို့မှဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရပါသည် စပားကြွေဆိုတာရွာကြီးအဲ့ရွာကိုအခုစစ်တပ်ကမီးရှို့လိုက်ပြီးဒေသခံတွေအကုန်ထွက်ပြေးနေရတယ်။တိုက်ပွဲကရွာနဲ့ခလန်လန်မှာဖြစ်တာပါဟုတောင်ငူမြို့ဒေသခံတအူးကပြောပါတယ်။တိုက်ပွဲဖြစ်ပွားနေသည့်နေရာသည်တောင်ငူမြို့အနောက်ဘက်အမြန်လန်အနီးဓာအားခွဲယုံနေလဲနှီးပြီးယနေ့မေလ24ရက်မောလန်နှစ်နာရီခန့်အထိလက်နက်ကြီးပြစ်ခတ်တမ်းများကြားနေရသည်ဟုတောင်ငူမြို့ပေါ်မှသတင်းရင်းမြစ်ကဆိုပါတယ်။စစ်ကောင်စီတပ်သည်အမြန်လန်မှာကြီးအနီးကံပေါက်တီးကျေးရွာမှာအမြောက်ကား၃စီးဖြင့်ပစ်ခူပေးနေပြီးဂျက်ဖိုက်တာဖြင့်လဲဘုံချင်း ်နေကြောင်းသတင်းရရှိပါတယ်။အခုတွင်တောင်ငူလေတပ်ကနေဂျက်ဖိုက်တာတက်သွားပြန်ပြီဟုတောင်ငူမြို့ကန်တအူကမောလင်းနှစ်နာရီခန့်တွင်ပြောပါတယ်။ ။စဘာကျဲကြေးရွာမီးလောင်နေသည့်အခြေအနေကိုငြိမ်းသက်နိုင်ခြင်းမရှိဘဲနေအိမ်များမီးကွစက်နေကြောင်းနေ့လယ်တနားဤခန့်ကဆာ၍မိုးရွာနေပြီးလေပြင်းတိုက်ခတ်နေကြောင်းဒေသခံများကပြောပါရယ်။တိုက်ပွဲဖြစ်နေတဲ့ရွာတွေကအမြန်လန်းနဲ့ငားမိုင်ခံဝေးတယ်။အခုထက်တိတော့လမ်းကသွားလို့ရနေသေးတယ်ဟုအမြန်လန်းအသုံးပြုသည့်ခရီးသည်ရင်မောင်းတအူးကပြောပါရယ်။လက်တလောဘကိုးတိုင်းအတွင်တောင်ငူမြို့နယ်တွင်တိုက်ပွဲပြင်းထန်နေသလိုကြောက်ကြီးရွှေချင်းနတလင်းမင်းလာမြို့နယ်တို့တွင်လည်းစီရီတင်းမာနေပြီးစစ်ကောင်စီကလက်နက်ကြီးများပစ်ခတ်နေကြောင်းသတင်းရရှိပါရယ်။ ဆလဘီဗလယ်ရိုစစ်ကောင်စီစကန် KNU ပူးပေါင်းတပ်သိမ်းပိုင်မှုစစ်တုံးပန်းများစွာဖမ်းမိဟုဆိုလက်နက်အလက်80ကျော်ရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU ဒူပလာယာခရိုင်ကော်ဂရိတ်မြို့နယ်ရှိစစ်ကောင်စီဘလဲဒိုတက်စခန်းသိမ်းပိုင်မှုစစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကိုဖမ်းဆီးရရှိခဲ့ကြောင်းကရင်ဒေသကံတရင်ရင်းမြစ်တအူကပြောပါရယ်မြန်မာထိုင်းနယ်စပ်ရှိဘလဲဒိုစခန်းကိုမေလ23ရက်တွင်သိမ်းပိုင်နိုင်ခဲ့ကြောင်း KNU ဘဟုကယမန်နေ့ညတွင်အတည်ပြုထားပြီးစစ်တုံးပန်းနှင့်လက်နက်ခဲယံရရှိမှုအရေးအတွက်အသေးစိတ်ဖော်ပြမထားပြီး ို့သောရင်းစခန်းသိမ်းတိုက်ပွဲအတွင်းစစ်တုပ်ပန်းဖမ်းမိရရှိမှုရှိမရှိကရင်ဒေသသတင်းရင်းမြစ်အာမေးမြန်းရာဖမ်းမိတာရှိတယ်။လက်နက်ချအလင်းဝင်တာတို့ဘာလို့အကုန်လုံးအယောက်ကများတယ်ဟုပြောပြသည်။ဖမ်းမိအရေးအတွက်အတိအကျကိုသတင်းရင်းမြစ်ကပြောကြားခြင်းမရှိတော့လဲဖမ်းမိသူအရေးအတွက်များပြားကြောင်း၎င်းကဆိုသည်။နေဆက်မှာရှိတဲ့တက်စခန်းတွေအားလုံးကတော့ရွှေပြောင်းဖို့လိုအပ်တယ်။မရွှေပဲဒီလိုပဲတောက်ခံပြီးလုပ်နေမယ်ဆိုရင် KNU KNLA အဖွဲ့ကတော့ရှင်းလင်းဖို့တော့လိုအပ်တာပေါ့ဟုဒေသသတင်းရင်းမြစ်ကပြောပါတယ်။ ကောကရိတ်မြို့နယ်အတွင်းစစ်ကောင်စီနေဆက်စခန်းအချို့ကျန်နေသေးသည်ဟုလည်း၎င်းကပြောပါရယ် ရဲစက်စကန်းတချို့ကြံတော့လဲထောက်ဖို့လမ်းကြောင်းအလုံးကိုဖျက်ထောက်ထားပြီးဖြစ်သည်ဟုဆိုသည်ရန်သူကအကုန်ရှာမတွေ့သေးလို့ပါလက်နက်ကိုရေတွက်ရင်အပြေပေါ်မှာပါဟုလက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းဆီးရရှိနိုင်မှုအခြေအနေကိုခရင်တိုင်းရင်းသားသတင်းရင်းမြစ်ကပြောပါတယ်ဗလဲတို့စကန်းသိမ်းပိုင်မှုအတွင်ရရှိခဲ့သည့်လက်နက်ခဲယမ်းများဤမှတ်တမ်းတပ်ပုံနှင့်ရုပ်သံအချို့ကိုလည်းသတင်းရင်းမြစ်အချို့ကလူမှုကွန်ရက်၌ဖော်ပြခဲ့ရာလက်နက်ကြီးလက်နက်ငယ်အလက်80ကျော်သိမ်းပိုက်ရရှိထားသည်ကိုတွေ့ရပါတယ် လက်နက်ကြီးမျိုးစုံ9လက်ထက်မနည်းစစ်တပ်နိုင်ငံများအပါအဝင်လက်နက်ငယ်များစွာလက်နက်ငယ်ကြီးစံများနှင့်လက်နက်ကြီးကြီးစံအများပြားနှင့်အခြားစစ်သုံးဆောင်များစွာကို KNU ပူးပေါင်းတပ်ကသိမ်းပိုက်ရရှိထားသည်ကိုရုတ်တံ၌တွေ့ရသည်အဆိုပါဗလဲရိုစကန်သိမ်းတိုက်ပွဲကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ဒီတို့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များပူးပေါင်းဆင်နွှဲခဲ့တယ်ဟု KNU ဗဟိုကသတင်းထုတ်ပြန်ထားပါတယ်